အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘောမှမဖုံးကိုအမေသားကြီးကိုစီမဆုံးမလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်နိုင်ငံတော်ကောင်းဆောင်တွေကိုကျွန်တော်ပြောချင်တယ်နော်နိုင်ငံတော်ကြီးကြီးတွေကိုပြောပါပြောပြည်တွင်းထဲကပြည်သူစစ်ကြတော့ရဲရနိုင်ချင်းလိုက်ဟမ်နော်စစ်တပ်ကအနိုင်ချင်းလိုက်ဟုတ်လားနော်အခုမန္တလေးဆိုရဲမတော်ပြည်သူစစ်ကိုနေမျိုးကျော်อืมဟုတ်တယ်နော်ဒီလိုချင်းရမှာတိုးအောင်လို့ဆန်ရှားလို့ထားပါလူမိုက်ကလူမိုက်ပဲခမကျွန်တော်အများကြီးပြောတယ်ရန်ကုန်လူမိုက်နဲ့မန္တလေးလူမိုက်ပဲရှင်ကြည့်လား เนาะလုတ်ပေးချာသေးတယ်မန္တလေးလူမိုက်ကကျွန်တော်ကဲเนาะမန္တလေးဆိုတော့လုတ်ပေးချာသေးတယ်လူမိုက်ဒီအားကိုလည်းကိုယ်ရောက်ပြီမင်းလားစစ်တောင်းဖို့ဝန်တူဝန်တိုင်ရင်မှုထောက်ဖို့ဝန်တူဝန်ထောက်ဖို့တိုင်ရင်မှုဥအောင်နိုင်ခင်ကိုအောင်နိုင်ခင်မှာဒေသ20အဲ24လမ်းဒီပေါ့ကွာเนาะလုတ်ပေးချာသေးတယ်เนาะအမလက်ပကတိုင်မှုဘုချုပ်ကိုကိုဦးလက်ထက်တုန်းကပေါင်းပြီးတော့မှလုတ်လာမန္တလေးကိုငြိမ်အောင်ထိန်းတယ်ကျန်အဲ့ဒီမှာဇိုးတွေပါနေတဲ့အားလုံးပေါင်းပြီးတော့မှအခုမရရာတို့ပါလို့မြို့တွေတော့တိုက်ခဲ့တယ်ဘိုးဝင်းတို့ပါလို့တေးရကြချုံးနေတော့ ဒီမန္တလေးကပြည်သူစစ်ကြတော့ခွေးနိုင်ချီနိုင်နိုင်တာကဲဒါတော့ဇော်ဘုံအောင်ပောက်ကွဲနေတာဖြစ်တယ်ပောက်ကွဲတော်သွားတာဘာလဲဆိုတော့ပြည်သူစစ်ဆိုတာဒီလိုပောက်ပန်း40ဇိုးတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ဒူကိုလည်းထုတ်ပြောရတာတွေ့တယ်နော်တာမန်ကောင်းရောင်းကောင်းဝင်နေထိုင်လောက်ကိုင်းနေတဲ့ပြည်သူနဲ့ဖွဲ့စည်းထားတာမဟုတ်ပဲနဲ့နော်လူဇိုးလူမိုက်ဗယံပခါတွေနဲ့ဖွဲ့စည်းထားဆိုတာကိုတော့ဇော်ဘုံပြည်ကိုလည်းပြောရတာအဲ့တော့လက်ရှိစစ်ကောင်စီခိုင်းနေတဲ့လိုက်လုံနေတဲ့ပြည်သူစစ်တွေဘာကောင်လဲဆိုတာကိုဇော်ဘုံကြီးကပေါ်အောင်လုပ်ရတာပဲနော်တွေ့တယ်မလား မြကြီးနာပြည်သူစစ်ကနေပြီးတော့မှဒီမှာမန္တလေးမှာဟိုနာမည်တော့ပြောတော့ဘူးနော်နေရာကြီးတော့ပါပြောပြောဟုတ်ပြောဆေးရနေတဝေတို့ရာကောင်းဝါဆွဲဟာတို့ရွှေလေအဲ့လာမှာလောင်ကစားဝိုင်းနေလာဖွင့်နေကြတော့ခမရတို့ဘာမှမပြောဘူးဟောငါတို့တိုင်းမှုတွေဟာပြောလို့ရမလားရဲတိုင်းတစ်ခွက်မှုတွေဟာတို့ကတို့တို့ကကဆန်ရတာဟောတို့ထမေကိုပြုတ်ကြိုက်ပါလားတိုင်ပွဲပြီးတော့ထိန်းလာတာကြတော့ပြည်သူစစ်ကိုကြတော့ဟိုနေကမှန်ကြီးဆိုတာဒီမှာတို့ပြောထားပြီကိုကြီးကတော့ပြောပေးပါလေနော်อืม ဟုတ်ပါဘူးခဏတော့မားနေတယ်ဒီကကပြည်သူစစ်တွေအခုမှခဏတော့ကိုနေတဲ့ကိုပဲဘာဘာဖြစ်လို့အာမောင်းကြီးပြည်သူစစ်တွေမရသေးလို့မှာဘာဖြစ်သွားလဲသွားလို့ကြည့်ပါလားဟုတ်တိတ်တိတ်နေတော့ဘာဖြစ်သွားလဲဟမ်အဲ့ဒီကောင်တွေကိုတွားလို့လို့ရှိရင်သူတို့စက်ဖက်ပြောက်မှာပေါ့မင်းတို့ပြည်တွင်းထဲကပြည်သူစစ်ဆိုတာကနော်ခြောက်ပြူတော့မတရေချာကန်ရတာမဟုတ်ဒီနေ့ခင်မမီတိုမောင်းပြက်လေးမင်းတို့ပေးလို့ရတာဟုတ်ဒီနေ့မှာရှိတဲ့ပြည်သူစစ်ဆိုတာကသူတို့အဲ့ဒီနေရာကိုမအောင်ထုတ်နိုင်လို့အဲ့မှာပြည်သူစစ်ကိုထား ပြီးလို့ရှိရင်မင်းတို့အုတ်ထုတ်နော်မင်းတို့လည်းအမှလုတ်ကန်စားတော့ပြီးရင်မင်းတို့ကတော့ငါတို့ဩဇာခံတော့အဲ့ဒီအခွက်နဲ့ထားတာလေအဲ့တော့နေဆက်ကပြီးလို့စစ်ကိုမင်းတို့ကပခုံးချင်းတွားရှင်လို့ဟိုကဆက်လျှောက်နေတယ်မင်းတို့ကိုကြက်လိုက်မှာပေါ့ဟုတ်တယ်မလားအခုတွားပြီးတော့အဲ့လိုအချက်ကတော့ကန်ကြီးဟမ်ကြက်ကြောင်းလိုက်ဘယ်လိုလုပ်မလဲဒီနေ့ကပူဆိုးအဲ့ဒီနေ့ကမှမင်းအဖေတွေကအဲ့ဒီဒရုပ်ပဲပါလေချီလက်နဲ့ကန်လေးလေးကိုလိုက်ပြီးတော့ပလူမောက်နေရတာနော်အော်ဒုက္ခပါမင်းဟိုတွားပြီးပခုံးရှင်နေသေးတယ်ဗျပြီးနေပြီးလို့ပြီးလို့စစ်နေတော့အဲ့မှာလှုပ်ရှားနေတဲ့ကာစီနိုတွေ ကြားဖြန်တွေကိုလှုပ်ရှားနေရတယ်အများကြီးအဲ့ဒါစစ်တပ်ကပဲလှုပ်ခွင့်ပေးထားတာလေအဲ့လိုပြည်သူစစ်တွေကြတော့ခမတို့အရင်မယူနိုင်ဘူးအော်ဘာလို့ပြည်သူစစ်ကြတော့ဘာမှမဟုတ်ဘဲနဲ့လက်ထမ်းလေရရထိုးလေအဲ့ကျဲရဘာသဘောလဲလားစစ်ကိုစစ်ကိုတိကွာလားဆိုဟမ်ကိုစစ်ကိုဒီနာကလောကပြည်သူစစ်ကဘာဘာကပြည်သူစစ်ကဟမ်ဟမ်နေရာဟောလို့ရတယ်နော်အပြောပေါ့ကွာလားဆိုလဲအဲ့ဟာကိုတော့ဟိုကဘယ်လိုတက်ချိန်မှာပေါ့ ။မပြောလို့ခုအရှိရေနဲ့ဆက်ချောက်နေတယ်။မန္တလေးမှာဟိုမှာနေရာကြီးမှာလောင်းသားဝိုင်းနေလာထောင်တာကြတော့ခမားတို့စောက်တန်မထွက်ရဘူးရော။အာအဲ့နေရာရှိနေတာ။ခမားတို့ကဆောက်ချက်မရှိတာ။အေးအဲ့ဒါမှန်တယ်။အဲ့ဒါမင်းများတို့ဗိုလ်ချုပ်ဝင်နေတင်ထားပြီးတော့မှမှန်တယ်ကွာမင်းမှန်တယ်ကွာတော့ထောက်ပြီးဦးစီကိုဗမာပြည်သူစစ်ကြတော့နှိမ့်လိုက်တာခမားတို့။ငါနဲ့တော့ဝါရှုတော်တော်စောက်ပဲ့ရီပါ။အေးစောက်ပဲ့ဒီလေဝါလို့ဘာနေရာကြီးထောက်ပါလိမ့်။လာသက်။အေးဘာမှမဖြစ်ဘူး။ဒီဦးလေးမိလာလာခုလာတယ်။ မူဆယ်မြို့ရွှေဆိုင်တပြတိုက်သူ9ဦးအနက်ပြည်သူစစ်နှုတ်ကိုဖမ်းမိရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိရွှေဆိုင်တဆိုင်ကိုဓားပြဝင်တိုက်ခဲ့သောအမျိုးသား9ဦးအနက်2ဦးကိုပြန်လည်ဖမ်းဆီးရမိကြောင်းစုံစမ်းတည်ရသည်ပြီးခဲ့သည့်မေလ22ရက်နေ့တွင်မူဆယ်မြို့ဇေယျကွက်ရှိရွှေဆိုင်တဆိုင်ကိုလက်နက်ကင်ကာတပြတိုက်ခဲ့ပြီးဆိုင်ရှင်ကိုရိုက်နှက်ခဲ့သည်ကီဒူစစ်အဖွဲ့ဝင်9ဦးအနက်2ဦးကိုယမန်နေ့မေလ22ရက်နေ့တွင်ဖမ်းဆီးရမိထားကြောင်း အမိမဖော်လိုသည့်မူဆယ်ဒေတာခန်တဦးကချမ်းတန်တော်ဆင်သူပြောသည်နှစ်ယောက်ဖမ်းမိထားတဲ့ပြည်သူစစ်အဖွဲ့ဝင်တရုတ်ကလေးတွေပါသွားတဲ့ရွှေတဲ့ပစ္စည်းတချို့ကိုပြန်ရတာရှိတယ်အကုန်လုံးတော့မဟုတ်သေးဘူးပေါ့တချို့ကလည်းလွတ်မြောက်နေသေးတယ်ဟု ထိုဒေတာခန်ကပြောသည် ပြန်လည်ဖန်စီရမိသည့်တပြဟုယူဆရသူနှစ်ဦးသည်အသက်20အရွယ်ဝန်းကျင်လူငယ်များဖြစ်ကြပြီးစစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်များဖြစ်သည်ဟုထိုဒေသခံကဆက်ပြောသည်တရုတ်ကလေးတွေတေချာလာကတော့ပြည်သူစစ်ထဲကသူတို့စီမှာတပ်တေခံကပ်ပြားပါတယ်လေအမတ်ဆက်လေးစစ်စင်ရေးကုကဲမှုဌာနချုပ်တနက်ကလည်း အဲ့ဒီတက်မကနေထုတ်ပေးတဲ့တနက်တွေဟုပြောသည်ဖန်းစီရသူနဲ့အတူတိကန်ဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်အမှတ်၁၄စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ၁၄မှထုတ်ပေးသောတတိခံကပ်ပြားကြီးဖြည့်ထားသောဂစ်စတိုတလက်နှင့်ရွှေထဲအချို့ကိုတိန့်စီရမိကြောင်းထိုသူများသည့်ပြည်သူစစ်အမိခံများဖြစ်နိုင်ကြောင်းမူဆယ်ဒေတာခံများကပြောသည်ထို့ပြင်မူဆယ်မြို့ထဲတွင်ကာစီနိုလောင်းကစားဝိုင်း အွန်လိုင်းဂိမ်းရုံတို့ကိုစစ်ကောင်စီလက်အောက်ခံပြည်သူစစ်များကိုလုံခြုံရေးယူထားပေးပြီးကောင်းခါနန့်ခမ်းမြို့မှာပန်းစေးလုံထံအစရှိသည့်ပြည်သူစစ်အဖွဲ့ပေါင်းများစွာရှိသည့်အပြင်ပြည်ကန်ဒေတာတိုင်းစစ်ဌာနချုပ်လက်အောက်အမိခံပြည်သူစစ်အဖွဲ့များလည်းယခုကဲ့သို့ရောက်ရှိပြီးမူဆယ်မြို့တွင်လှုပ်ရှားနေကြကြောင်းသိရသည်နော်နော်အခုလိုရဲမော်တော်ပြည်သူစစ်တွေတက်မော်တော်ပေါင်းစားတဲ့တက်မော်တော်နဲ့ပူးပေါင်းပြီးစစ်တပ်ရဲ့ပြည်သူစစ်တွေဘာဖြစ်လဲဘာဖြစ်လဲ တက်မတော်နဲ့ပေါင်းစားတာဇော်ဘောဟိဖော်ပြီနော်ဇော်ဘောဟိဖော်တာနော်ရေကုန်တော်ပြည်သူစစ်တွေဘာလို့တက်မတော်နဲ့ပေါင်းစားတာလဲမသူခေါ်တာကြည့်တရကုန်းတိုက်ပွဲတွေအဲ့လိုပြည်သူစစ်တွေကိုကျွန်တော်ခမားတို့နှိမ်နေဟင်းနော်ခေါ်ယူဆုံးမှပြောလို့အစစ်စစ်လုံပါလားဗျာကိုစင်ကိုတိပေါ့ကွာအဲ့လိုဆိုတွေကရှင်းနေတယ်ခင်ဗျာကြီးမရရင်မသိနေပဲလေးပဲရမယ်လို့ဟဲ့အောင်မင်းငါ့ကိုဗီဒီယိုကောခေါ်ပြောလိုက်ငါဖုန်းနဲ့ပဲခွန်ရှိသုံး၅သုံးလုံးတုံညာ၉တုံညာ၆ရှိခွန်ရှိ၄၄လုံးနဲ့နှလုံးလုံးပိုက်ပါရှိတယ် ။စားချင်ကိုစောက်ခွက်ကိုကိုဗီဒီယိုကိုခေါ်ပြီးတော့ရေတော့။မြန်မာနိုင်ငံမှာစောက်ခွက်ကိုပြပြီးတော့မှစပီကာတယောက်အနေနဲ့ရက်တီနေတာ။ဘယ်သူတော့ဘယ်မှာရကြည့်ထားလာမဟုတ်ဘူး။ရှင်းလား။တေသွားရင်လည်းမြတ်သွားပြီလူဘွား။ရှင်းတယ်နော်။စောက်ခွက်ရဲ့သူ့ဘွားတေသွားရင်မြတ်သွားပြီ။သူတကယ်ပဲသူမတိတာ။ကျွန်တော်တည်ချင်တာလေတကယ်အကောင်းဆုံးဖျားဆိုကျွန်တော်ချင်တယ်တကယ်တည်ချင်တယ်ဒီဇော်ဘောဟိန်းတို့ကြော်စိုးဦးတို့တို့ရှောင်းနေတဲ့လမ်းအားတရားမတရားတဲ့ဘက်ကမဟုတ်တဲ့ဘက်ကအားပေးနေတယ်တို့တို့တို့တကယ်မတိတာလားเนาะတောင်းပန်တိတာနဲ့အခုလိုမျိုး ပုံစံစောင်းနေတာကျွန်တော်အထင်ပြောရရင်တော့လူတယောက်ပြာအတက်ရွယ်အားဖြင့်ဒီအရွယ်ရောက်နေပြီအမှားနဲ့အမှန်ဒီစစ်တပ်ကြီးမှားနေတာကိုတော့သူတို့မတိပဲနဲ့တော့နေမှာမဟုတ်ဘူးနော်တည့်ရဲ့သားနဲ့ပဲလုံနေတယ်လို့ထင်တယ်အဲဒါမှတကယ်မတိဘူးဆိုရင်လည်းဒါလူလို့မခေါ်ထိုက်တော့အခုသူပြောတယ်သူတင်မြက်နေပြီတဲ့ဟာဘယ်နေရာပြောင်းမြက်လဲတော့မသိဘူးဟမ်ညမာပြည်လူကြီးတန်း90ကျော်60နီးပါးရှိတယ်အဲ့ဒီကတန်း90လောက်ကလက်မခံနဲ့ဒီစစ်ကောင်းဆောင်တွေရဲ့လှုပ်ရက်ကိုအားပေးထောက်ခံနေတဲ့ကောင်က သူတိမ်မြက်ပြီဆိုတော့ကျွန်တော်လည်းစဉ်းစားမတတ်တော့เนาะဟိုးလောက်စားနေတဲ့ပြည်သူဆက်ကြတော့ဘာမှမပြောဘဲနဲ့မပြောရဲဘူးကွာဒုက္ခပါပဲเนาะဖမ်းလိုက်ရင်းနေမကြည့်နေတာနဲ့ဟိုကလည်းမကြည့်နေတာနဲ့ဟမ်ပြီးဘုတ်တက်နဲ့ကြောက်တွန်းလိုက်တက်ကလာဆောက်ဖြစ်နေစားတယ်ဟိုလည်းတက်မလို့နေတယ်တိုင်းနေနေဘာအသာကမှမပြေးနိုင်ဘူးဒီပြည်သူဆက်မပြောဘူးလားမင်းတို့ခိုင်းကောင်းလို့ခိုင်းနေဟာကြီးအကောင်မပြေးနိုင်ပြည်သူဆက်မခွဲနိုင်ပါလို့ပြောလိုက်ဟာဒုက္ခပါမင်းတို့မင်းတို့ဖေခံချင်လို့သွားလုံနေပြီးတော့ ဒုက္ခဒုက္ခနဲ့နောက်ဆုံးမကြခင်ပြန်ရတော့ပါအာဆောက်ကျွန်းတော့ပြန်ပြီးမြန်မာပြည်ကတိုက်ဘူးဆိုရင်နန္ဒငယ်မှာရှိတဲ့ပြည်သူစစ်တယောက်မှမကွင်းနေတော့อืมပြည်သူစစ်တွေကိုဖျက်သိမ်းတယ်လို့ပြောလိုက်อืมเนาะအစကတည်းကပြည်သူစစ်ဆိုတာမင်းတို့ကိုခိုင်းဖို့မင်းတို့ခိုင်းဖို့နွားလို့ခိုင်းဖို့တို့အာနာရရေးအတွက်တို့နေရရေးအတွက်တို့အတွုံးမြန်ရရေးမင်းတို့ပြည်သူစစ်ဆိုတာသူတို့လက်ရှိရင်ဆိုင်နေတဲ့ရန်သူကတေးအောင်နေလည်းမဟုတ်ဘူးเนาะထိုင်းနေလည်းမဟုတ်ဘူးအိန္ဒိယနေလည်းမဟုတ်ဘူးเนาะဒီမြန်မာပြည်တွင်းမှာရှိတဲ့တန်း90ဒီ လူကသူတို့အန်လာတိန်းတာကိုလက်မခံဘူးအဲ့ဒီလက်မခံတဲ့အတွက်သူတို့နီးမျိုးစုံနဲ့ပြန်လဲစန့်ကျင်ကြတယ်အဲ့လိုစန့်ကျင်တဲ့နေရာမှာသူတို့ကသူတို့ထိန်းလို့မရတဲ့အတွက်မင်းတို့ကခိုင်းပြီးခိန်းခိုင်းတာလို့မင်းတို့ဒီအနေအထားမှာလုပ်ပိုင်ခွင့်လေးလုံးမင်းတို့ယူနီဖောင်းလေးစင်ပေးလိုက်နော်ကျောက်ပေးလို့ရှိရင်အမီးနှံ့ပြီးပြေးတဲ့ကောင်မျိုးတွေရွေးပြီးတော့တို့အဲ့ဒီအချိန်မှာငါတို့ပြည်သူစစ်ဆိုပြီးတော့ဟုတ်လားမှတ်မိသေးတယ်တို့တွေကနေရွာမှာလေဘီးတက်ပြီးပြည်သူစစ်တွေတို့ချိန်ချိန်လုံးတစ်ချောင်းကြိုးပစ်တက်ပြီးခါမှချိန်ပြီးတော့ပွန်းလန်းတပြီးသူများကြီးပေါ်ပန်းနေဟာလက်စရာကြီးကိုသူတို့လည်းခိုင်းရတယ်ပေါ့ဘီးလေးတက်လက်နဲ့ငါကိုခိကဟဲ့ဟိုဘီးလေးကြီးလေး ဖန်နီတို့ဖန်နီတို့တောက်ကြတယ်အဲ့ဘောင်းမရှိအဲ့ပြည်သူစစ်မြန်ကြောက်နေရတယ်ဟမ်အဲ့ဒီပြည်သူစစ်တဲ့မိသားတွေကအဲ့လိုလိုက်လုံနေတဲ့အချိန်မှာစစ်သားတွေရဲတွေကဘာလုပ်လဲဟမ်ပွဲကန်ဖရိုက်ကချပေးထားတဲ့အရွက်ဝိုင်းမှာကောင်းကောင်းထိုင်ပြီးချက်ချိန်ပြီးတော့နယ်နေနေပါတကယ်စရနယ်မှာအဲ့တော့အဲ့ဒီစနစ်ကိုမပြောင်းတဲ့ချိန်ကြောင့်ဆိုတာအဲ့ဒီလိုနယ်နေမျိုးတွေအဲ့လိုစစ်သားမျိုးတွေကအဲ့ဒီဘောဟာကိုတို့တို့အကောင်လုတ်ဖြစ်ရှိတယ်တကယ်တိုင်းနိုင်ငံမှာပြည်သူရွေးချယ်တဲ့ဒီမိုကရေစီအစိုးရလက်ထက်အချိန်ကြာပြည်သူစစ်ကပြည်သူစစ်လုပ်လေမိသားကမိသားလုပ်လေ ဟမ်မစ္စတာရဲစတာရဲအလုပ်လုပ်လေမင်းချောင်းချင်ပြီးထိုင်နေမင်းပါကောင်မို့လို့လေတိုင်းပြည်ဗန္နာလက်ဆောင်ယူပြီးတော့အဲ့တော့ဘာဖြစ်လဲမကြိုက်တော့ဒီစနစ်ကိုအဲ့တော့စစ်ပွဲရဲပွဲတွေဒီဒီမိုကရေစီစနစ်ကိုမကြိုက်ဘူးဆိုတာဖြစ်အဲ့ဒါလေအဲ့တော့တန်ဖိုးရှိတဲ့အရာမြင့်မြတ်တဲ့အရာစီကန်းရှိတဲ့အရာကိုတန်ဖိုးမဲ့တဲ့ကောင်တွေနဲ့ညံ့တဲ့ကောင်တွေစောက်ပဲ့တဲ့ကောင်တွေကမကြိုက်ဘူးဆိုတာအဲ့ဒါလက်တွေ့အဲ့တော့ဒီလူစစ်ဆိုတာမင်းတို့ကိုခိုင်းဖို့ဖွဲ့ထားတာဘာမှပောက်ကူဝဲမင်းနဲ့နော်ဘယ်ကောင်မှလူလူတို့အတီတရရှိတဲ့လူလူတို့တန်ဖိုးရှိတဲ့လူတွေအဲ့ဒီပြည်သူစစ်တဲ့ဝင်ပြီးတော့စစ်ခွေးတွေခိုင်းတဲ့မြတ်သွားမလို့ဘူး ။ဒီလားမင်းတို့ကမင်းတို့ဖိထန်နေလို့ငေါခံပြီးမှဟဲ့လားမကြီးတာတွေပေးတာတွေရှေးတာတွေတုတ်တာတွေအော်ဖိကျိတ်ခံတိလအန်လေးကျိတ်ပြီးတော့ခံရခံတိလစက်ခက်ခံပေးနော်အန်လေးကိုကျိတ်လိုက်နော်ခေါင်းလေးကိုမှော့လိုက်အဲ့မှာခံပေးလိုက်တိလကတော့မပြောရင်မကောင်းဘူးအကုန်လုံးပြောပြပါဘာကြီးနောက်ဘယ်ရလဲကကနေလေကကနေရနေတရားဝင်ပြောလိုက်ပေါ့อืมခမတို့ကခေါင်းကောင်းတဲ့အချိန်ကျတော့လုံကြုံရေးကြတော့ခံနေမှာနော်ရဲတယောက်ကဒီသူစုကိုခေါ်ပြီးပောက်ကြောက်လို့တော့ကြတော့ဘယ်သူမှတာဝန်မယူဘူးဘာမှမဟုတ်ပဲနဲ့ဟိုမြကြီးနာဘက်ကကောင်းလောင်းမသားရုံလာခွင့်တာကြတော့ ။ငါရိုးမသားတွေကပါဇက်ပိတ်ထားတယ်။အေးဆက်ပါဆက်ပါမင်းတို့ဘယ်လိုစောက်တင်ကြီးမှာ။အေးချပါ။ပြောရင်ဘာလဲဇော်ဝင်းရိုင်းရိုင်းသွားလား။အေးမရိုင်းမရိုင်းချ။ရိုင်းရိုင်းတော့မရိုင်းဘူးမပောက်ကွဲနဲ့။ငါရှိမှပြောသလိုပဲမင်းတို့ကမင်းတို့ဖင်ရတွားခံလား။ဖင်ရပြီးတွားခံပြီးမှမပောက်ကွဲနဲ့လေ။အဲ့ဒါလက်ရှိမင်းတို့ကိုးကွယ်နေတဲ့ကောင်တွေရဲ့စနစ်ပဲ။နော်စစ်သားတွေကကောင်ကအခုတော့ရရလားမသိဘူး။အရင်ခက်ကတက်ချက်ကြီးတယောက်ကလက်တက်တွေကတက်ချက်ကြီးအတွင်ပြောင်းပြီးရဲတံတောင်ရောက်မယ်ဆိုရင်အပွင့်ရတယ်။ တစ်ယောက်ကစစ်တိုက်တာလေကွာရဲရဲပညာဆိုတာရဲရဲလောက်ထုံးလုံးပြီးရဲဥပဒေဆိုတာအဲ့ဒီစစ်သားကနားလဲဗိုင်းမရတယ်เนาะအဲ့တော့ရဲတပ်ဖွဲ့ကိုအုပ်ချုပ်ဖို့အတွက်ညှို့မှုတွေညှို့ချုပ်တွေဘယ်သူခံထားလဲစစ်တပ်ကဘောင်းမီချွတ်တကောင်တွေကအတွင်ပြောင်းပြီးညှို့မှုညှို့ချုပ်လုပ်တယ်เนาะရဲမင်းတို့ရဲဥပဒေကိုငါနားလဲဘူးတဲ့တည်လည်းမတည်ဘူးတဲ့မင်းတို့အုပ်ချုပ်ဖို့လာတာကက်တတေရောငါပြောတဲ့စကားဟုတ်လားမဟုတ်လားတကယ်ရဲစစ်တွေမေးကြည့်အဲ့တော့ရဲလောကဘာကြောင့်ပြတ်သွားလဲအဲ့တော့အဲ့တော့ ီဇဲတွေကိုစစ်သားကအနိုင်ကျင့်တယ်။အဲ့ဒီစစ်သားတွေကိုစစ်ကိုချုပ်ရအနိုင်ကျင့်တယ်။အစစ်စစ်တန်တရားလဲနေတာ။အဲ့ဒီရဲတွေကဘာများလုပ်လဲ။အောက်မှာရှိတဲ့မိသားပြည်သူစစ်ပြန်နိုင်ကျင့်တယ်။အဲ့ဒီမိသားပြည်သူစစ်ကဘာလုပ်လဲ။ယူရီမှာဘောင်းရှင်မြေတောက်ရတယ်ဆိုတော့စနစ်ဖြစ်ပါဦး။အဲ့ဒါအခုငါပြောတာမှန်မှန်။အဲ့ဒီစနစ်ကိုပြည်သူကမကြိုက်လို့ငါတို့တော်လှန်နေတာ။နော်။အဲ့ဒါအချင်းမင်းတို့အထအောင်နေတယ်။အော်လဲလကားပဲ။အခုဒီပြဿနာတစ်ခုပေါ်လို့မင်းတို့အော်တယ်။ဒါမင်းတို့ကချမ်းမမင်းမင်းလိုလူမျိုးကထွက် online လို့အဲဒီဟာလေးကိုဖြည့်ဆင်းပေးလိုက်ခဏပဲ။ ဘာလို့အားလုံးကတန်တရားအတိုင်းသွားနေတာအဲ့ဒီတန်တရားဆက်ဖို့ဖြတ်ဖို့အတွက်ပြည်သူရှိမှအာနာရှိဖို့လိုပါတယ်အာနာဒီပြည်သူရှိမှရှိမယ်ဆိုရင်ပြည်သူရွေးချယ်တဲ့လူကတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရမယ်ဆိုရင်အဲ့ဒီပြဿနာကြီးပေါ်လာစရာအကြောင်းမရှိလိုက်အော်နေစရာမလိုဘူးတိလမင်းတို့တွေအုံတော့မရှိတာလားအဲ့လိုနဲ့လိုက်အော်နေစရာမလိုဘူးအော်အော်စရာမလိုအောင်ဘာဖြစ်ကြမလဲပြည်သူရှိမှအာနာရှိအောင်လုပ်ကြမယ်အခုမင်းတို့ကြိုက်တာအော်မင်းတို့ရှိမှအာနာရှိတာစစ်ဘုတ်တို့တယောက်လောက်ချင်တာလောက်မင်းတို့ပြောမှရှိလားမရှိဘူးအဲ့ဒါရှင်းနေတယ် အဲ့တော့ရဲလောကကြီးမချောက်ပြတ်သွားတယ်အဲ့စစ်တပ်ထဲကကောင်တွေကရဲဥပဒေရဲလောက်ထုံးလုံးပြီးရဲကျုံတွေနားမလည်ပဲရဲတွေကိုလာအုပ်ထုတ်တယ်အဲ့တော့ရဲဆိုတာနော်ဒီတီးတဲ့မန္တန်ခုနဲ့တို့လို့နေရမယ်ကြာစစ်တပ်ကစစ်တပ်မန္တန်ခုနေရမယ်ကြာမတူဘူးငါစစ်တပ်မှာဆရာဖြစ်တယ်ရဲမှာဆရာဖြစ်လို့မရဘူးအဲ့တော့ရဲကိုအုပ်ထုတ်မှဒီရဲပြအုပ်ထုတ်မှာဒါပေမဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာရှိတဲ့ရဲတွေဟာရဲကရဲကိုအုပ်ထုတ်တာခံနေရလားစစ်တပ်ကကောင်တွေဘူးမတိဘာမတိလာပြီးအုပ်ထုတ်တော့ခံနေရတယ် ။နော်အဲ့ဒီဘဝတွေကိုပြောင်းလဲချဖို့ပြောနေတာ။အဲ့လိုပြောင်းလဲဖို့ဆိုတာဗဇက်နဲ့အော်လေးလို့မရအောင်ဒီအတိမှဒီမိုကရေစီစနစ်ပြစ်ထွန်းမှရမယ်ပြည်သူစီမံအာဏာရှိမှရမယ်ပြည်သူရွေးချယ်တင်မြှောက်တဲ့တူတာတိုင်းမျိုးကိုအုပ်ချုပ်ခွင့်ရမယ်ဆိုအဲ့ဒီစနစ်တွေချစ်တဲ့အကြောင်းမရှိဘူးရှင်းရှင်းလေးအဲ့တော့မင်းတို့တွေကဒီအချိန်ထိမတင်ကြလားမင်းတို့တွေကြိုက်ကြတာအော်နေမင်းတို့လက်ထားတဲ့ဝါထကူကကြီးနိုင်ကူဝါညာကြီးနိုင်ငယ်ချင်းတိရစ္ဆာန်ဝါထလက်ရှိမင်းတို့လက်ခံထားတဲ့ဝါထတိရစ္ဆာန်ဝါထတိရစ္ဆာန်အောက်တောက်ကိုကြီးလိုက် တရားနာမတရားနာလုတ်တင်နာမလုတ်တင်နာမျက်တာနာမမျက်တာမသိဘူးဒီတဲ့ကောင်ကငယ်တဲ့ကောင်တိုင်းကျင့်တာပဲငယ်တဲ့ကောင်ကလည်းလက်တဲ့ကောင်ကငယ်တဲ့ကောင်ထိုင်နေကျင့်တာပဲတိရစ္ဆာန်ဝါဒလက်ရှိမင်းတို့တွားနေတဲ့ဝါဒကတိရစ္ဆာန်ဝါဒအဲ့တော့ငါတို့လိုချင်တာဒီနော်စီကံပြေဝါဒအဆင့်တန်းရှိတဲ့လူချင်းကြီးတွေကနော်နေထိုင်နိုင်တဲ့ဒီမိုကရေစီစနစ်ဒီမိုကရေစီကလွတ်လာပြီးပေါက်ပန်းလေးတွေရှာပြောတော့ဒီမိုကရေစီပြောနေတာမဟုတ်ဘူးနော်အဲ့တော့မင်းတို့တွေကမတည်ဒီမိုကရေစီကိုပုံဖြစ်ပြီးတော့နော်တုံးစားမင်းအောင်ပြောဖြစ်တယ်ဒီမိုကရေစီဆိုတာလူရင်ချင်းအတိုင်းဝင်ပဲနေကျင့်တုံးနိုင်တဲ့စနစ် ဘယံပနာစီးနဲ့ကမ်းနဲ့ကြီးကျင့်သုံးမှုမရတဲ့စနစ်တလိကံစိတ်ပေါက်နေတဲ့ကောင်တွေနဲ့မတန်တဲ့စနစ်နော်အဲစနစ်ကိုလူချင်းတို့ပြည်သူတွေကတော်တိုင်းလုပ်နေတာအဲ့တော့ကြိုက်တာအော်ပြည်သူစီဆိုတာမင်းတို့ခိုင်းပတ်ဖွက်ထားတယ်သူတို့အာဏာရရေးအတွက်ပြည်သူပြည်သူချင်းဒုက္ခပြန်ပေးအောင်မင်းတို့ခိုင်းပတ်ဖြစ်ဖွက်ထားတာအဲ့တော့အခုမှနှိမ်ကန်ထီးလို့အော်မနေတယ်ငါပြောသလိုအန်လေးတိတ်ပြီးခံလိုက်နော်ညက်ကြောလေးမှဲပြီးခံလိုက်နော်ခေါင်းလေးမော့ပြီးခံလိုက်ဒီလားမအော်နဲ့တိတ်တိတ်နော်ပြီးလို့ရှိရင်ဘာဘာကြီးတွေမှုတ်ဝင်ပြေးလိုက်တယ် không đâu tích đi nhìn tích đi nhìn tích à sắc hàng bên sắc hàng bên lại lúc